ကပြန်ပြောတယ်တက္ကမကြီးပါတယ်လေတရားဆိုတာငငယ်တွေကလောကမှာတဲ့အဲ့လိုပြောတော့မေကလက်လျှော့ပြန်သွားတယ်နောက်အကိုကထတ်လွတ်တယ်ထတ်လွတ်တော့ထတ်သွားကြာကြာမြင်ပါများတော့လေဘုန်းကြီးတို့သကပုံရှိပါတယ်ခလောက်တိုက်ပါမြန်ရင်ပင်းငုတ်တူတော့ဘာဖြစ်အဲကြာတော့ကိုရင်လည်းနဲ့ရောခလောက်တိုက်ပါများပြီခလေးမနေတိုင်းလားခလောက်တိုက်လားဟုတ်နဲ့ကိုရင်တဲ့တော့ဘာဖြစ်လာလဲဆိုရင်အမေစကားနားထောင်လူထွက်တာကောင်းမယ်ထင်တယ်တဲ့ အဲ့ဒါနဲ့ဆရာတော်ရှိသွားတယ်ဆရာတော်တပိတော့မပြောတော့ဘူးလူထွက်တော့မယ်တဲ့အဲ့တော့ဆရာတော်ကပြောတယ်အေးဘွဲကိုရင်မပြောတော့လဲထွက်ဖို့တဲ့ဒါပေမဲ့မင်းတလားလောက်တော့နေပါအောင်တဲ့တလားလောက်နေပါအောင်ဆိုကိုရင်ကတလားဆိုတော့ရက်30တွက်လိုက်တယ်ကြားတယ်ဖရားနဲ့နေမယ်ဒါပေမဲ့သူ့ခေါင်းထဲမှာတရားရှိတာမိန်းကလေးရှိတာမိန်းကလေးအယုံကြောင်းသွားပြီနော်တလားပြည့်တယ်နဲ့တန်းတော်တာပဲဆရာတော်ဖရားတလားပြည့်ပြီဖရားတဲ့အေးဘွဲကိုရင်မင်းတလားနေပေးလို့ငါလေအရန်ကျေးဇူးတင်တာပဲနောက်နောက်နောက်59ရက်လောက်နေပါအောင်တဲ့ ဇန်နိုင်းဆိုကိုရင်တွက်လိုက်တယ်အဲတဝက်ချိုးရတယ်ဖုရားနေမယ်တဝက်အဲဇန်နိုင်းရဲ့နေပြီးတော့တွားလျှောက်ပြန်ဝဆရာတော်ဇန်နိုင်းရဲ့ပြည့်ပြီဖုရားအေးခွဲကိုရင်နောက်ဇန်နိုင်းရဲ့နေပြီးတော့ငါအရန်ဝမ်းတာတာပဲနောက်9ရက်လောက်နေပါအောင်တဲ့တခါအဲ့ဒါဆရာသမားရဲ့ပြည့်ရင်နော်အလုံးပေါင်းရင်ဘယ်နည်းရဲ့ကဲပင်လေးချာလေးပါတခုတွေပြော92ရက်တခါတည်းနေခိုင်းရင်နေမလားသိချာ92ရက်ဆိုရင်အာဒါတော့အများကြီးတော့တပည့်တော့မနေဘူးဟိုမှာခလေးမနဲ့အကြကြီးခွဲရမှာဟုတ် ဲ့တော့ဆရာတော်ကပြိညာနဲ့တလ15ရက်9ရက်အဲ့ဒီလိုအတိအသီးခွဲထုတ်လိုက်တော့9ရက်9ရက်ဆိုရင်15ရက်တဝက်နေမယ်ဖေခင်ဗျ9ရက်လက်ပြည့်ရောဆရာတော်ရှိတယ်ဆရာတော်9ရက်ပြည့်ပြီဖေခင်ဗျဤခွဲကိုရင်9ရက်ပြည့်တော့လဲထွက်တာပေါ့ဒါမင်းလည်းကြောင်းနောက်ဖေးလိုက်ခဲ့အောင်ကြောင်းရှိပြန်ရောက်ရင်ထွက်လားအဲ့နဲ့ကြောင်းနောက်ဖေးခေါ်သွားကြောင်းနောက်ဖေးမှာတော်ကြီးရှိတယ်အဲ့ဒီမှာတကိုးနဲ့ပြန်လိုက်တာမဲမဲနှကောင်းနဲ့ထုတ်နေတာထုတ်နေတာတကောင်းနဲ့တကောင်းတင့်ဖို့တွေနဲ့ထုတ်တာ အဲ့လိုထုတ်ထုတ်ပြီးတော့အသားတွေကခြေ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 သွေးတွေပြည်တွေတဲပေါက်ကြလိုက်ရဲ့ဖက်ဆုပ်အဲ့ဒါသူ့ဖက်ဆုပ်နေတော့အဲ့အကောင်ကလည်းဒီဘက်အကောင်ကိုထုနေတာဟုတ်သွေးတွေပြည်တွေပေါက်ကြလိုက်ရင်သူ့လည်းဖက်ဆုပ်အပြန်အလှန်အဲ့လိုအသားတွေပက်ထွက်သွားရင်ကောက်စားအဲ့ဒီလိုအဲ့ဒီလိုနဲ့တကောင်နဲ့တကောင်ပြန်လှန်ထုနေတယ်မမိန်နှစ်ကောင်ကိုရင်တွေ့လားတွေ့တယ်ဖေဟာကိုရင်အပေါ်မှာမော့ကြည်စမ်းအပေါ်မှာပိန်တော်မြင့်လေးကောင်ကနဲ့နှက်ရထိုင်းတစီအဲ့မှာနှစ်တိုင်းတယောက်နောက်မှာနှမြင့်ပြိုင်တစီနှစ်သားတယောက် နောက်မှရွှေထန်းစင်နဲ့နတ်သမီးတယောက်ကိုရင်တွေ့လားတွေ့တယ်ဗျာတွေ့ရင်ကိုရင်အဲ့မမိန်နဲ့ကောင်မေးစမ်းတင်တော့ကဘသူတွေလဲလို့မေးဘယ်ဘွားကလာတာလဲလို့မေးဘာလို့လို့ဒီလိုဖြစ်တာလဲလို့မေးအပေါ်ကဘသူတွေလဲမေးအဲ့ဒါမေးခိုင်းတော့ကိုရင်ကမေးတယ်ဟဲ့မမိန်နဲ့ကောင်နင်တို့ဘသူတွေလဲဆိုတော့ကိုရင်တပြည့်တော်တို့ပိတ်တာတွေတဲ့ဗာဒီတဲ့ဘယ်ဘွားကလာတာလဲဆိုတော့ကိုရင်မမတ်မိဘူးလားတပြည့်တော်ကိုရင်ဦးကြီးနဲ့ဒေါ်ကြီးလေတဲ့ကိုရင်ဦးကြီးနဲ့ဒေါ်ကြီးတဲ့မမိန်ညအမှလေ လေးချင်းမိုးချင်းတိုက်လို့အိမ်ပျော်ပြီးတော့မိသားစု900လို့ပေးသွားတာပေးပြီးတော့အခု2ယောက်ကဘာလာဖြစ်တာပိတ်တာလာဖြစ်တယ်ဦးကြီးနဲ့ဒေါ်ကြီးဆိုရင်လူဘဝတော့အရန်ကျင်လာကြတာဘာဖြစ်လို့အခုတောင်းနဲ့တောင်းထုရိုက်လာလဲကိုရင်တဲ့တပည့်တော်တို့ကအမြဲစားနေတာတဲ့ဘလောက်စားစားလဲဝရလို့မရှိဘူးအမြဲကိုစားနေတယ်ဒါကြောင့်ဒီကောင်နဲ့ဒီကောင်ထုရိုက်ပြီးတော့ထွက်လာတဲ့သွေးတွေပြည်တွေဖောက်တော့အပဲ့တဲ့သားတွေစားဘလောက်စားစားမဝရတော့ထတ်ထုဘယ်လိုလုပ်ကျင်နိုင်တော့မလဲဗျာတဲ့ဒီလိုပဲနေရတာပဲတဲ့ ကဲဘာဖြစ်လို့ဒီဘဝရောက်တာလဲပြောပါအောင်ဆိုတော့ကိုရင်တဲ့တပည့်တော်တို့သူများကုသိုလ်တွေပိတ်ခဲလို့ပိတ်တာဖြစ်တာတဲ့ဘာဖြစ်လို့ကုသိုလ်ကိုပိတ်လို့ဘာဖြစ်တာလဲပိတ်တာဖြစ်တာဒါမျိုးကုသိုလ်ဒီပိတ်ရမှာလားအပိတ်ရမှာလားအပိတ်ရမှာပါဘုရားအဲအပိတ်ရမယ်ကုသိုလ်ကမလုပ်လိုက်တာပိတ်လိုက်တာတဲ့ပိတ်လိုက်တော့ဘာသွားဖြစ်ပိတ်တာသွားဖြစ်တယ်เนาะဒီမှာပိတ်ပင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဓမ္မန္တရေကိုနားလည်အောင်ဘုန်းကြီးတို့တရားတော်မှတွေအားလုံးလိုက်ဆုံးเนาะ ဒါနပုံညဒါနပုံညဓမ္မိကဓမ္မိကဓမ္မအန္တရေဓမ္မအန္တရေဒါနပုံညဒါနပုံညဓမ္မိကဓမ္မိကဓမ္မအန္တရေသူများရဲ့အလှူဒါနကုသိုလ်ကိုတားမြင်ရင်ဓမ္မအန္တရေเนาะအဲပုံညအန္တရေ ြန်ဆိုပြန်ဆိုဒါနပုံညာဒါနပုံညာတာမြစ်ကတာမြစ်ကပုံညာအန္တရယ်သူများရဲ့အလှူဒါနကိုတာမြစ်ရင်ပုံညာအန္တရယ်တွဲရင်ပုံညာန္တရယ်လို့ခေါ်တယ်ဗါတယ်လေဒါမြစ်အလှူဆိုတာတားရမှာလားအပေးရမှာလားအပေးရပါဘုရားဆိုလိုက်ပြုသူရှုပ်ချကဲရေကပုံညာအန္တရယ် ဒါနပြုတဲ့သူကိုရှုပ်ချတယ်ကဲ့ရဲ့တဲ့အပြစ်တင်တယ်အဲ့ဒါပါလေပုံညာတဲ့နော်ဆိုပါတော့နင်းမလှူနဲ့သွားပြောတယ်အဲ့ဒါပါတဲ့ပုံညာတဲ့နော်နင်းလှူရဲ့လှူချင်ငါနဲ့တွေ့မယ်အဲ့ဒါပါလေပုံညာတဲ့အလှူတိုင်းပုံညာတဲ့နော်တချို့ကကြည့်တယ်ကိုတန်းနိုင်တာလေးယူတာတဲ့ခန့်ညံ့ညံ့အဲ့ဒါတအားတတ်နိုင်တဲ့လူကအမလေးနင်းတို့ကလည်းဓာမျိုးလှူလာဆိုဟောရှက်ပြီးတော့မလှူရဲတော့ဘူးအဲ့ဒါရှုပ်ချတာနော်ဘာဖြစ်လဲပုံညာတဲ့ဒါမြေလှူတယ်ဆိုတာကိုတားရမှာလားအားပေးရမှာလား အာဘိယမှာသွားတရင်ပုံညာတဲ့သိနေနော်အဲ့တော့တကယ်တမ်းတွက်ကြည့်ရင်ကုသိုလ်ကိုတားရင်လေချမ်းသာကိုတားတာနဲ့အတူတူပဲတဲ့ကုသိုလ်ကိုတားရင်ဘာကိုတားတာဘာဖြစ်လို့လဲကုသိုလ်ကချမ်းသာမပေးလို့ပေးလားဆိုတော့ကိုကလှုပ်တဲ့လှည့်ရင်တန်ត្រာမှာချမ်းသာမှာအဲ့အလိုနေမလှုပ်နဲ့လို့တားလိုက်တဲ့ခါကျတော့တန်ត្រာတခြားလို့နေမချမ်းသာနဲ့လို့ပြောတာနဲ့မတူလက်တူလားဒါကြောင့်မလို့ကုသိုလ်ကိုတားရင်ဘာကိုတားတာချမ်းသာကိုတားတာတဲ့နော်မနာဘူးလည်းနာတာ ကိုယ်တို့တိုင်းနားရတယ်နော်တချို့ကအဲ့ဒါမနာတဲ့နေမလူနဲ့အေးမလူတော့ဘာဖြစ်သေးလဲအကုန်လုံးတက်တာသေးတယ်အမေမနာတဲ့အပြင်မလူရင်တန်တရာမှာဘာဖြစ်မှာဆင်းရဲမှာအဲ့တော့မလူတဲ့လူလည်းအပိတ်ခံရလို့ဆင်းရဲတယ်လို့ဒီမှာပိတ်တဲ့လူလည်းပုံညာတဲ့တဲ့လို့ဘာဖြစ်လဲဆင်းရဲတယ်တဲ့ကဲဆိုလိုက်ပုံညာတဲ့ပုံညာတဲ့မင်းသူမဲနောင်ဝဲတကိုကင်းမွဲတေခြင်းမွဲတေခြင်းဥပြင်းအတိဆင်းရဲမယ်ဥပြင်းအတိဆင်းရဲမယ် ပုံညာတရေပုံသူမေနောဝတကိုကင်းမွဲတေခြင်းပူပြင်းအတိဆင်းရဲမေပုံညာတရေတင့်သွားပြီဆိုရင်ဖြစ်လေရဘဝတန္တရာမဘုံတကိုကင်းတဲ့မွဲတေတဲ့ဘဝဟာပူလောင်နေဘယ်နှမျိုး၃မျိုးဘုံတကိုဆိုတာဥစ္စာနဲ့ပညာပေါ်မှာမူတည်ဖြစ်တာเนาะဥစ္စာရှိရင်လည်း ဘုံရှိတာပဲပစ္စည်းဥစ္စာအရှိန်အဝါနဲ့သူသူပြောစကားသူများနားထောင်တယ်ပညာတတ်ရင်လည်းပညာကြောင့်ဘုံတကုတ်ရှိတယ်ပညာရည်သွေးကြောင့်သူစကားသူများနားထောင်တယ်အဲ့ဒီဘုံတကုတ်ခင်းပြီဆိုရင်ဥစ္စာလည်းမဲ့ပညာလည်းမဲ့ကဲဘာအသိတယ်လို့ပုံဉာဏ်တည်းတင့်တာလို့ဥစ္စာလည်းမဲ့ပညာလည်းမဲ့မွဲမွဲတေတေပြီးတော့ဘဝတစ်ခုဟာပူပူလောင်လောင်နဲ့ဆုံးသတ်ရတယ်တဲ့တချို့ဘဝတွေများဆိုရင်လေမြင်တဲ့လူမြင်တဲ့လူတွေကတဏှာလုံးအကြည့်လို့တေသွားရင်ဘာပြောလဲအမလေးသူကူးမှဝစ်ကျွတ်တယ် မပြောဘူးလားအဲ့ဒါရှေ့တော့စီးစိမ်ဆန်နေရလို့ဒုက္ခခံနေရလို့လားဒုက္ခခံနေရလို့အခုသေသွားရင်တော့အမလီအခုမှ तू ဝစ်ကျွတ်သွားတယ်ကဲကောင်းအောင်မုံရရောက်ပါစေကျွတ်ပါစေလွတ်ပါစေဒီလိုတော့ပြောပေးနေအဲ့ဒါသူ့ဘဝဟာအေးချမ်းနေလို့လားပူလောင်နေလို့လားဟာတခါတည်းဒုက္ခဒုက္ခနဲ့ဘဝတက်လျှောက်လုံးပူပူလောင်လောင်နဲ့ဖြတ်တန်းနေရတာသေးတာတော့တမန်တနာပဲအစားဘုမဘဝွကျွတ်တယ်ပြောရလောက်အောင်တဘဝလုံးပူလောင်တတ်တယ်အဲ့ဒါဗာအန္တရတဲ့ပုံညာန္တရကြောက်စရာကောင်းတယ်နော်ကဲ ကျူးလွန်ရမလားရှောင်ရမလားဆိုလိုက်သီလပုံညာသီလပုံညာတာမြေကတာမြေကဓမ္မအန္တရယ်ဓမ္မအန္တရယ်သီလကိုတားရင်ဗာလဲဓမ္မအန္တရယ်နော်သီလတားရင်ဓမ္မအန္တရယ်ငါဒီနေ့ဥပုသ်ဆောင်မလို့အမလဲနေနေဒီတည့်ရက်နေဗာဖြစ်တာမှတ်လို့လဲငါနဲ့လိုက်ခဲစမ်းမှာဆိုသွားရောအဲ့ဒါဗာလဲဓမ္မအန္တရယ်နော်တခါခလေးလေးကိုကိုရင်ဝတ်ပေးလိုက်တယ် ိုရင်လေးကသာသနာပေါင်းပြောတယ်ဟဲ့ကိုရင်လူပြန်ထွက် မထွက်ချင်ဘူးဒကမာကြီးဟာမရဘူးထွက်တကြမအောင်မလဲကြမှာအခုတော့ပြောတယ်နောက်မှမပြောလို့လူပြန်ထွက်လာလို့ရှိရင်ဘာမှလုံးမစားတဲ့ဂိုင်းမစားတဲ့ပညာကလည်းမတတ်နဲ့ကိုရင်ဒုက္ခရောက်လို့ပဲထွက်ထွက်ထွက်ခုထွက်ခုထွက်ဆိုတော့ခလေးကနောက်နေလို့မရတော့ဘာလို့ထွက်လိုက်အောင်အဲ့တော့မိဘမှာဘာဖြစ်တမန်တည်းဘာဖြစ်ကိုရင်ဝင်းနဲ့နေသူ139ဘာရမှာလေထွက်လိုက်တော့ဗာလဲ၅ဘာပဲကျန်တော့တယ်ရမယ်ဒီလားတွေမရှုံးနဲ့ရှုံးတာ ဓမ္မန္တရေတမိလေးသီလရှင်နည်းဝင်နဲ့ပြောနေတာကိုထွက်ခိုင်းရင်အဲ့ဒါပါလေဓမ္မန္တရေနော်အဲ့ဒါတွေလောက်ခိုင်းရမှာလားအားပေးရမှာလားအားပေးရမှာအဲ့ဒါသီလကိုလည်းမတားမိစေနဲ့နော်ဘုန်းကြီးတို့ဓမ္မိုက်တယောက်ဒီရန်ကုန်နေတဲ့ဓမ္မိုက်တယောက်ကလာပြီးတော့တပည့်တော်ဓမ္မန္တရေအကျိုးဆက်တာပါဗျာတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီကလေးကငငယ်တော့ကိုရင်ဝင်းနဲ့ပြောတာတဲ့လူထွက်မှဆိုလို့ဆရာတော်ခါဖက်ထားတာမထွက်ချင်လို့မထွက်ချင်လို့အတင်းကိုပြောတာဗျာတဲ့တပည့်တော်ကလည်းမိဘစိတ်နဲ့ပူလို့ အဲကြည်လာမမအောင်မလဲကြမှာမပြောဘူးထွက်တော့မယ်ဆိုရင်ဘာမလို့တက်ညာမလို့တက်တဲ့ဒုက္ခရောက်လိမ့်မယ်ထွက်ထွက်ဆိုအတင်းထွက်ခိုင်းတာအဲ့ဒါမျက်ရည်ဆက်လက်နဲ့ထွက်ရတာတဲ့တပိတော့ဓမ္မန္တရေသိနေဗျာတဲ့အခုလာအကျွေးဆက်တာကြည်တိုင်ပြီးသွားလို့ကြောင်းပြန်ထားဖုန်းကြီးလာဝတ်ပေးတာတက်တလုံးပြောရင်နေတော့တဲ့သင်္ကန်းလည်းဝတ်ပြီးရခုနှစ်ရက်မနေတားယူရတယ်၃ရက်တည်းကထွက်ပါမယ်လို့လို့နေပါဦးကွာမင်းအမေကဓမ္မန္တရေအကျွေးဆက်တာဆိုတော့မင်းခုနှစ်ရက်လောက်တော့စိတ်ချမ်းသာအောင်နေပေးလိုက်ပါအောင်ဘာဖြစ်လို့လဲဘွဲရပြီးရင်မတွေ့ဘူးလားတွေ့လား ဘာတွေတွေ့အဲ့ဒါတွေတွေ့တာပေါ့နော်နေဦးမလားမနေတော့ဘူးခုနှစ်ရက်တောင်မနေတာယူရတယ်နော်ကဲဆိုလိုက်တမာတိပုံညတမာတိပုံညဓာမိကဓမ္မအန္တရယ်တမာတိကုသိုလ်ကိုတိုင်းရင်လေဓမ္မန္တရယ်တမာတိဆိုတာဖះရှိခိုးတာပရိစိတ်တာမေတ္တာပို့တာဂုဏ်တော်ပွားတာအဲ့ဒါပါလေတမာတိနော်ရွတ်တာဖတ်တာတွေလေတမာတိအဲ့တမာတိကိုတိုင်းရင်ဘာဖြစ်လဲ ဓမ္မန္တရေတချို့ကသူများဖျားရှိကိုနေတဲ့ပရိစိတ်နေတဲ့ချိန်ဆက်ကိုအကြက်ဆက်ကိုအကျဲကြီးဒေါင်းမလဲဆိုဖွင့်ချလိုက်တယ်။အုံကလုံးဒေါင်းဆိုဟိုကတော့ဘာမှလုံမရဘူးထပြေးရော။ဘာနဲ့လဲဓမ္မန္တရေတချို့ကဖျားရှိကိုနေပရိစိတ်နေတဲ့အနောက်ကတော့လက်ကုံလိုက်တိုးလိုက်ဆိတ်လိုက်ဟိုမှာအိဒီပြက်အောင်လေအာယုံမရအောင်သွားစတယ်နောက်တယ်အဲ့ဒါဘာလဲဓမ္မန္တရေတချို့ကလည်းရွတ်ဖတ်တဲ့ဇင်နေလို့ရှိရင်အမလေးနေတော့ရွတ်နေတယ်ရွတ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 ်အရွတ်ဆိုတာအသားလောက်ဈေးမကောင်းမယုံသေးတဲ့သွားမေးအမေလှုပ်သေးတယ်ပြောလည်းပြောတတ်တယ် အဲ့လိုပြောတော့ဟိုရွတ်တဲ့လူကစိတ်တက်ကြပြီးတော့တော်ဟဲမရွတ်တော့ဘူးဆိုရင်အဲ့ဒါဘာသိင်တမန်တည်းအမှန်ပြောရမှာဟဲ့နင်တို့ရွတ်တယ်ဖတ်တယ်ဆိုတာတမာတိကုသိုလ်ဒီကုသိုလ်ဒီအတိုင်းနဲ့သွားလို့ရှိရင်သေရင် လူကြီးနဲ့ပြီပဲတမာတိဆိုတာဇန်ရအောင်အထုတ်နိုင်တာတော့မှဗြဟ္မဘုံပဲရောက်တယ်နိဗ္ဗာန်မရောက်ဘူးဝိပဿနာလုံးမှနိဗ္ဗာန်ရောက်တာဒါကြောင့်နင်တို့ရွတ်တယ်ဖတ်တယ်ကုသိုလ်လေကုသိုလ်ဖြစ်လို့တော့မဖြစ်နဲ့ဟဲ့ရွတ်တစ်ခါကလည်းဝိပဿနာလေးလုံးအောင်ဟဲ့အဲ့လိုလေးပြောပြရမှာဟော အယွတ်ကအသားလောက်ဈေးမကောင်းဘူးဈေးတဲ့သွားမေးပါညာနဲ့ဆိုဟိုရွတ်တဲ့သူကစိတ်တကြပြီးတော့မရွတ်တော့ဘူးဆိုရင်ဗာအန္တရယ်ဓမ္မန္တရယ်ဆိုလိုက်ဝိပဿနာပုံညတာမြေကဓမ္မအန္တရယ်ဝိပဿနာကိုတိုင်းရင်လည်းဓမ္မန္တရယ်နော်တရားအထုတ်နေတဲ့ပုဂ္ဂိုလ်အနောက်ရှက်ပြီးရင်ဓမ္မန္တရယ်ဖြစ်တယ်နော် တခါတချို့ကြတော့စပင်အထုတ်မယ်ဆိုရင်တကယ်ချင်းပေါင်းသင်းတွေတိုင်ပင်တယ်ဟဲ့ငါတားတရားအထုတ်မလို့ဘယ်လိုလုပ်ရင်ကောင်းမလဲအကြံပေးပါဦးတယောက်ကပြောတယ်ဟဲ့ဘယ်ရိတ်တာတော့လေအခြေခံစပြီးတော့ကောင်းတယ်နေလို့လှုပ်လားတွားတွားတွားအဲ့ဒီရိတ်တာတွားနောက်မှဘယ်မှာထိုင်တိုင်အစအခြေခံတော့နေနားလက်ချင်းဘယ်ရိတ်တာတွားအကြံပေးတာကောင်းတယ်တချို့ကြတော့လေအမဲနေမလုတ်တက်လုတ်တက်နေတော့တွားမဆန်းနဲ့တော့ယူသွားလို့ဗာမှတ်လို့လဲအဲ့လိုလဲပြောဟိုကထိုင်နေတော့အကောင်သာထသွားမှာ ကျိုးမှန်သည်အိမ်မနေတော့အကောင်ရိတ်တာရောက်မှအယူဟာမတော်ပြီးတော့မသွားတော့ဘူးမခိုက်တခိုင်တရာတရားနောက်ပြန်ကိုွေသွားရောအဲ့ဒါသူစကားကြောင့်ကိုွေတာဆိုရင်အဲ့ဒီပြောတဲ့ပုဂ္ဂိုလ်ကဖြစ်နေဓမ္မန္တရေတဲ့နော်ဒါပေမဲ့ကိုယ့်တို့လုပ်ငန်းတွေကတားရမလားအပေးရမလားအပေးရမှာဓမ္မန္တရေသိရင်ဘာဖြစ်တယ်လဲဆိုလိုက်ဓမ္မန္တရေသိရင်သူမဲနောင်ဝဲမိုက်ဖြင်းလိမ္မာကင်း ရုပ်ချင်းအတိဖြစ်လိမ့်မယ်ဓမ္မန္တရံသင်သူမယ်နောဝယ်မိုက်ဖြင်လိမ္မာကင်းရုပ်ချင်းအတိဖြစ်လိမ့်မယ်တမန်တရတင့်သွားပြီဆိုရင်ဖြစ်တရားဘုရားတန်ត្រာမှာမိုက်တယ်ဖြင်းတယ်အတိလိမ္မာဉာဏ်ပညာကင်းတယ်ယုံညံ့တဲ့အမျိုးတွေမှာဖြစ်တယ်တဲ့ကဲဘယ်ဟာကောင်းဘယ်မှမကောင်းအတိလိမ္မာဉာဏ်ပညာကင်းတယ်ဆိုတဲ့နိဗ္ဗာန်ကိုရအောင်မလား နိဗ္ဗာန်ဉာဏ်နဲ့သွားတာလေအသေးလေးမှဉာဏ်ပညာကင်းပြီဆိုနိဗ္ဗာန်နဲ့မရနိုင်တော့ဘူးเนาะအဲ့တော့ခေါင်းကြီးတို့တက္ကရာကမတွေပုံဉာဏ်တည်းဓမ္မတည်းသိအောင်နေရမလားလွတ်အောင်ရှောင်ရမလားတချို့တွေတရားအထုတ်တယ်အထုတ်တယ်ဉာဏ်นี่မတက်ဘူးလောက်တာတော့အသေးလေးပဲတခါတည်းမအိပ်မနေကြိုးစားတာဒါသိဉာဏ်မှမဖြစ်ဘူးစိတ်တက်တောင်ကြာယူတယ်အဲ့ဒါဘာတွေသိတာဓမ္မတည်းသူများကိုပိတ်ပင်ထားတော့ကိုယ်လည်းဘသူမှလာမနှောက်ရှက်ပဲနဲ့အလိုလိုတရားကပြန်ပိတ်ထားတာအသေးတွေမသိနိုင်တော့ကဲအဲ့တော့ အန္တရာယ်သိအောင်နေရမလားအန္တရာယ်လွတ်အောင်ရှောင်ရမလားကိုတို့ဆိုတာပိတ်ရမလားအားပေးရမလားအခုပိတ်တာကြီးနှစ်ယောက်ကပြောတယ်ကိုရင်တပြည့်တော်တို့သူများတွေကိုတို့ပိတ်ခဲလို့ဘာဖြစ်တာပိတ်တာဖြစ်တာတဲ့နော်အဲ့ဒါနဲ့ဘာကြီးနဲ့တော်ကြီးတဲ့ကိုအပေါ်မှာဝင်းဝင်းဝါဝါသွားနေတာဘသူတွေလဲမိတော်မှာကိုရင်မတည်ဘူးလားအရှိတုံးကတိမ့်တော်မြင်လေကောင်းကားတဲ့နိုင်သားဘောကကိုရင်အကိုအကြီးဆုံး နောက်ကနတ်မြေမြန်ဘောကကိုရင်အကိုအလတ်နောက်ကရွှေထန်းစင်ဘောကကိုရင်နဲ့ပေးစားမယ်ပြောထားတဲ့ကိုရင်နှမအငယ်ကဲမိသားစု၅ယောက်လုံးတခါတဲ့အိမ်ပြိပြီးဘာလုပ်တော့လားပေးသွားတာတဲ့တော်သေးရဲ့ဆရာသမားတားလို့မတားရင်သူကပေးနိုင်တယ်နော်ခရင်းမနဲ့ပေးစားမယ်ဆိုလို့မဲ့ပြီးတော့ထွက်သွားအိမ်ရောက်ရင်ဘာဖြစ်မလဲပေးမှာအခုအဲ့ဒါလေးပြောပြတော့စဉ်းစားကြည့်လေဘဝလမ်းခွဲ လူဘဝမှာမိသားစု၅ယောက်ဆုံးကြတယ်အခုသေးတော့မခွဲဘူးလားခွဲလားမိဘတလန်သာသမီတလန်နော်မှတ်ထားဘဝလမ်းခွဲဆိုတာသူ့လမ်းသူ့ရှောက်ကိုလမ်းကိုရှောက်တဲ့အခုမိဘနဲ့သာသမီတလန်နဲ့သွားချင်းနဲ့ရလားမရပါဘူးခင်ဗျာမိဘနှစ်ပါးကသာသမီတွေကိုမတွေ့ဘူးလားတွေ့တယ်အပေါ်မှာသွားနေတာလေနတ်နတ်ရင်မြန်နေနဲ့သွားနေတာတွေ့တယ်သားတို့သမီးတို့ရေဖေတို့အမေတို့ဒုက္ခဖြစ်နေပြီလာခဲ့ပါအောင်ပြောလို့ရလားမရပါဘူး အပေါ်မှာသွားတဲ့တာသမီတွေကလည်းပဲနတ်မျက်စိလှုပ်တဲ့ရှင်တာပေါ့အကုန်မြင်နေနော်သူ့ဘယ်မင်းအောင်မှာပိတ္တဖြစ်ထုရိုက်နေတာတွေ့တယ်။အော်ဖေတို့မေတို့ဒုက္ခရောက်နေပြီတို့သွားကယ်မယ်ကယ်လို့ရလားဘဝလန်ခွဲပြီဆိုရင်သူ့ကံနဲ့သူ့ကိုယ်ကံနဲ့ကိုယ်